ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့စစ်ကောင်စီဟာသူလူလားတွေနိုင်ငံရေးသမားတွေပါဝင်နေဒီပြည်တော်မှာငင်းကြမ်းရေးဆွေးနွေးပွဲတရက်ကျင်းပနေပြီးအဲ့ဒီလိုကျင်းပနေရကိုပြည်သူတွေကဝေဖန်မှုတချို့လေးရှိနေပါတယ်ဒီဆွေးနွေးပွဲကိုမတ်လ24ရက်နေ့ကနေ26ရက်နေ့အထိ3ရက်အကြာပြုလုပ်မှာဖြစ်ပြီးစစ်ကောင်စီနဲ့မကြာခဏဆွေးနွေးနေကြတိုင်းရင်းသားလက်နက်ကိုင်တချို့အပြင်နိုင်ငံရေးပါတီတွေလည်းတက်ရောက်နေကြပါတယ် စစ်ကောင်စီရဲ့အမျိုးသားစေလုံးညီညွတ်ရေးနဲ့ငင်းချမ်းရေးဖော်ဆောင်မှုကော်မတီ NSPNC ဥက္ကဋ္ဌဒုတိယဘုရှုပ်ကြီးရာပြီကတော့ဆွေးနွေးပွဲရလက်တွေကိုလက်တွေ့အကောင်အထည်ဖော်ဆောင်နိုင်ဖို့ဆောင်ရွက်သွားမယ်လို့ပြောဆိုထားပါတယ်။ဒီဆွေးနွေးပွဲဟာအကျိုးမရှိရလက်မထွက်တဲ့ဆွေးနွေးပွဲဖြစ်တယ်လို့လေးလာသူတွေကထောက်ပြပြောဆိုတာတွေလည်းရှိနေပါတယ်။ဒါ့အပြင်ဒီဆွေးနွေးပွဲဟာကမ္ဘာကိုလိမ်ညာဖို့လှုံ့ဆော်တာလို့ဝေဖန်မှုတွေရှိနေတယ်လို့ဒီဆွေးနွေးပွဲလုပ်နေတဲ့အချိန်မှာလည်း မြန်မာနိုင်ငံတဝန်းကပြည်နီနဲ့တိုင်းတွေမှာစစ်ကောင်စီနဲ့တော်လန်ရေးတပ်ဖွဲ့တွေအကြားတိုက်ပွဲတွေဖြစ်ပွားနေပါရှင်။